ခုလင်းနှုတ်ကိုတိုက်ခိုက်ဖို့ရာအတွက်တွန်ရဲကလည်းစောင့်ကြည့်နေခဲ့ပြီးတော့ခုလင်းနဲ့ချောင်ရှိတို့ကလွယ်လွန်ကြံတဲ့ကောင်လေးကိုအကုန်တက်လို့ရကြောင်းသူ့ကောင်လေးကိုပြောလိုက်တော့လင်းချောင်ကိုရှေပွဲတိုင်းရဲတကောင်နဲ့ခြေထောက်ကိုဆွဲချသွားခဲ့ပြီးရင်နာလင်းချောင်လည်းလက်ကောက်ရည်တဲ့ကြိုင်အရှုံးဖြစ်မှာမလို့စုမှုကိုပြစ်ပေးခဲ့ပြီးရင်နာဂရင်းလာပဲခဏလောက်တောက်ခတ်ပေးထားပါဆိုပြီးတော့ပြစ်ချခဲ့ပါတယ်စီအားကိုရောက်သွားတဲ့အချိန်မှာတော့အဆင့်၄လောက်ရှိတဲ့ဝိညာဉ်တိဆောင်နေတဲ့တာရဲရေပွဲတကောင်ဖြစ်နေခဲ့ပြီးတော့ကြောက်ကြကောင်းလုံးနဲ့လူတက်မဲ့အကြည့်တွေနဲ့ကြည်နေခဲ့ပါတယ်။ ဂျပန်မှာတော့တွင်ရဲကလည်းစောင့်ကြည့်နေခဲ့ပြီးရဲ့နောက်စုမူလင်းလင်းချောင်တယောက်ရှုံကိုတိုက်ခိုက်ခံရသလိုဖြစ်သွားခဲ့ပြီးတော့စောင့်နေမယ်လို့လုံးဝမထင်တာရကြောင်းပြောပြခဲ့ပါတယ်သူမူကလည်းသူတို့ရှိမှရက်နေရဘသူလဲလို့မိလိုက်ခဲ့ပြီးတော့သူတို့အရင်ကတခိုင်းနဲ့ဖြစ်ခဲ့တဲ့သူတို့ရဲ့အကိုတွင်ရင်ဖြစ်ကြအောင်ပြောတော့သူမူလည်းဒီလောက်တောင်မှရက်ဆက်ရရဲ့ကောင်းလားဆိုပြီးတော့ပြောနေခဲ့ပါတယ် ဆိုမှုကတော့မင်းတို့ရဲ့လင်းချောင်းအဆောင်ကသူများရဲ့အကျွေးတွေပါတင်နေလို့များလားဆိုပြီးတော့ထပ်ပြီးတော့မင်းနေခဲ့တဲ့အချိန်မှာတော့ဆောင်ရှိလင်းသူကအရှင်ကဒီလိုမျိုးမဟုတ်ဘဲနဲ့ပြောနေတော့မှခူလင်းကတော့လင်းချောင်းလွတ်ပေးပြီးတော့တော်ရဲကိုပြောနေခဲ့ပါတယ်တယင်းကတော့ခူလင်းတို့ကိုဒီလောက်အစင်လောင်နေမြန်လင်းချောင်းအဆောင်ကိုပြန်လေတိဆောက်ရှင်လေးကြာသေးရဲ့ဆိုပြီးတော့အကြံပေးနေတာကမြန်မြန်လေးလက်ကောက်တီပေးပြီးတော့အရှုံးခံလိုက်လို့ပြောနေခဲ့ပါတယ် ဒီလိုနဲ့မသေးချင်ရင်တော့အလံဖြူပြလိုက်လို့ပြောနေခဲ့ပေမဲ့ရှောင်းကြီးကလည်းအလင်းတော်နင်းချောင်းလွတ်ပြေးဖို့အတွက်ပြောနေခဲ့တဲ့အတွက်ကြောင့်တော်တော်ပြင်းထန်တဲ့တိုက်ပွဲဖြစ်နေခဲ့တာလို့အမားရွေးကတော့ဒီပွဲကသူတိုက်ရမယ့်ပွဲမျိုးမဟုတ်ကြအောင်တော့ကောင်းကောင်းသိနေခဲ့ပါတယ်။ဒါတော့ဇေကတော့ပုံနေခဲ့ပြီးတော့အရှင်နေကိုစောင့်ကြည့်မယ်လို့တော့နောက်ကနေသူ့ရဲ့ပြိုင်ပွဲကောင်တကောင်ရောက်လာခဲ့ကလိလူရှူတာမလို့လားလို့ပြောခဲ့ပြီးတော့တွင်ရဲတို့ဂိုင်းကနေတယောက်ရောက်လာခဲ့ပါတယ်။ အမရွေတဲ့တခါလေးတတိပေးထားလိုက်မယ်။ငါရဲ့ပန်နာကလူတိုက်ရင်ဘသူ့ကိုယ်မှာတိတ်ကြည့်တော့မဟုတ်ဘူး။ယူသွက်သွားရင်တော့သူ့စိတ်သူထိန်ချုပ်လို့မရတော့မဟုတ်တော့ဘူးဆိုပြီးတော့ပြောပြခဲ့ပါရဲ့။တပါကကောင်ကလည်းငါမင်းထပ်ပန်နာအကြောင်းပူနာလေတယ်လို့ပြောခဲ့ပြီးတော့သူ့ရဲ့ပန်နာကိုထုတ်ထားခဲ့ပြီးရင်တော့ပြေးထိုးလိုက်တဲ့အချိန်မှာတော့အမရွေကိုကြောက်ပိုင်ရောပါလွင်ထွက်သွားခဲ့ပါရဲ့။ပန္နာကိုတော့ဝိညာဉ်တိသာအဆင့်အဆင့်၅တောင်ရှိနေရမလို့ကြပိုင်ကလည်းရှေ့တီးမဲ့ဆိုတဲ့အကြည့်နဲ့ကြည်နေကြပါရဲ့ ဂျပန်မှာတော့စုမှုတရားကတော့လင်းရောင်ရဲ့လက်ကောက်ကိုယူသွားခဲ့ပြီးရဲ့နောက်ငေါ်လုံးကလည်းသူတိုက်ခိုက်နေရကြတာမလို့သူအေးဆေးပဲဆိုပြီးတော့ထွက်လာခဲ့လိုက်တာဒီ၁၉မှတ်ကိုသာသူရဲ့လက်ကောက်တွေထိပ်ပောင်းလိုက်မယ်ဆိုရင်တော့သူလည်းထိဆုံး၄ရောက်တဲ့ပါနိုင်တော့မယ်ဆိုပြီးတော့တွက်ချက်နေခဲ့ပါတယ်သူမကိုယ်တိုင်သူကိုယ်တိုင်အချက်တရားတွေကိုတီးခတ်လာခဲ့ပြီးတော့နှစ်တွေအကြာကြီးအခုမှအခွင့်အရေးရခဲ့တာမလို့လက်ကောက်ချီကိုယူပြီးပြင်းနေတော့ပါပဲသူကိုယ်တိုင်အစင်လေးနေရာရတော့တာမလို့မင်းတို့ရဲ့ဂိုင်းကိုမထောက်ခံတော့ဆိုပြီးတော့စတင်ပြေးခဲ့ပါတယ် စုမူလေတစ်ဖက်မှာပြေးနေတော့ဂေါ်စီလာတကောင်ကြားလာခဲ့ပြီးတော့ဝမ်ကူကိုင်းအကောင်ကသူ့ကိုတက်ခိုက်ဖို့လုပ်တဲ့အတွက်ကြောင့်ဘာကြောင့်လဲလို့မေးနေခဲ့ကသူ့ရဲ့တာရဲကောင်ကလွယ်လွယ်နဲ့ရှားလာတာမဟုတ်ဘဲနဲ့ရှားပါးကောင်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။လီဘောလုံးတော့မပြီးသေးဘူး။သူ့ရဲ့အချကအစ20လောက်ကြီးရဲ့ဂေါ်စီလာတကောင်ထပ်စားတာခံလိုက်ရပြီးတော့တွယ်ရဲတို့ကိုင်းအကောင်ရောက်လာခဲ့ပြီးရဲ့နောက်စုမူတို့လည်းတန်းနေအောင်ပြေးရပါတော့တယ်။ ဂျပန်မှာတော့လင်းချောင်းကိုရေထဲဆွဲချသွားတဲ့ရေပွဲကိုထိန်းချုပ်နေခဲ့ပြီးတော့လင်းချောင်းကိုဖန်ခိုင်းတာရဲ့လက်ကိုတော့ရှောင်းနန်လေးကိုခေါ်ပြီးတော့ဖယ်ထုတ်ပေးလိုက်ပါတယ်။လင်းချောင်းကလည်းရေထဲမှာဆိုတာကသူတို့ရဲ့အိမ်ကွင်းမယ်လို့ပြောခဲ့ပြီးတော့ရှောင်းနန်လေးကိုထုတ်ထားခဲ့ကတက်ခိုက်ဖို့အတွက်ပြင်လိုက်ခဲ့ပြီးတော့ရေပွဲကောင်ကိုလည်းလှည့်ပတ်ပြီးပြင်နေခဲ့ကလက်တွေအားလုံးကိုစုစည်းပြီးပေးထားလိုက်ပါတယ်။လင်းဆောင်ရင်ရှောင်းနန်ကိုလှုပ်ပေးတာတော်ရယ်ဆိုပြီးရှီကျူးလိုက်တာရေပွဲကောင်ကိုတော့ဒါရဲကိုအမိတ်ပြလိုက်တဲ့အချိန်မှာတော့ သူ့ရဲ့အားနဲ့ရေပွေလိုင်းတွေထအောင်လုပ်ခဲ့ပြီးတပြေးပြေးနဲ့ရေပွေရင်းကြီးတစ်ခုဖြစ်လာခဲ့ကရေပွေကောင်လည်းပြင်းနေအလုံးမှာတော့လုံဝပြေလို့မရပဲဆောင်းနေရဲ့ပတ်သက်တဲ့နည်းနဲ့ပဲအထက်ကိုပြန်တက်လာခဲ့ပြီးရဲ့နောက်ငါသာအတွန်းကျေသူတင်ပါတယ်လို့ပြောလိုက်ကတော့ပါပြီးပြေးလာခဲ့ပေမယ့်သပင်းနယ်မိစားလေးရဲ့ရိုက်ချက်နယ်ပဲရေထဲကျသွားခဲ့ပါတယ်သပင်းနယ်မိစားနဲ့ထိုက်တီတို့ကပျော်နေခဲ့ကြပြီးရဲ့နောက်ကိုလင်းတို့လည်းဝမ်းသာနေခဲ့ကြတာတွေ့ရဲကတော့အမိုက်လူကောင်းတို့မရှင်းပြနိုင်ခဲ့တဲ့သူ့ရဲ့ကောင်းတွေကိုတော်ဝနေခဲ့ပါတယ် ရဲလေစုမှုကိုလိုက်စားနေခဲ့ပြီးတော့လက်ကောက်လေးပြန်တောင်းနေခဲ့ပေမဲ့စုမှုလည်းအဲဒီနောက်ကကော်စီလာကောင်လိုက်နေရဖြစ်ပြီးတော့ဒူလာကောက်ကိုလည်းအသက်နဲ့ရေမီကာကွယ်ထားကြအောင်လက်ရှည်အနေနဲ့လှုပ်ပြခဲ့ပေမဲ့လင်းဆောင်ကတော့နားမလည်ဖြစ်နေခဲ့ပါတယ်၃မိနစ်ပြည့်တော့ပါမလို့မြန်မြန်လေးပြေးဖို့တောင်းနေခဲ့ပြီးတော့စုမှုလေလင်းဆောင်စီကအကူညီလေးပါလေးရမလားဆိုပြီးတော့လက်ကောက်ကိုပြစ်ပေးလိုက်ပေမဲ့လင်းဆောင်ကတော့နောက်ကကိစ္စသူ့ဘာသာရှင်းလို့ပြီးတော့ထွက်သွားခဲ့လို့ပြောလိုက်ပါတယ် နင်းကြောင်လည်းအမရဲစီကိုတွားခဲ့ပြီးရင်တူလဲကိုခံနေခဲ့ရပြီးတော့နင်းကြောင်လည်းမြင်တွေ့နေခဲ့ရပါတယ်။ကြပိုင်ဟာထင်ရဆိုင်လုံးပြီးတော့သူထင်ရပဲလောက်ကအမရဲပါပဲပြောပြောတိတ်နာမထောင်ဘူးလို့ပြောပြလိုက်တော့နင်းကြောင်ကလည်းသူ့ရဲ့စပင်းတွေကောင်ဖန်ချုပ်လိုက်ခဲ့ပြီးရင်တော့ထိန်လာခဲ့ပါတယ်။နေကြောင်ကတော့မင်းရဲ့တာရဲကိုမထိပါဘူးအခုချိန်ရအောင်လှုပ်လို့လှုပ်ထားပြီးတော့သူ့ရဲ့ရှောင်းတဲ့အလီကိုစီးလေးရှယ်ပေးပါလားလို့ပြောခဲ့ပါဗျာ ဂျပန်မှာတော့ခူလင်နဲ့ရှောင်းတန်းတို့လေတိုင်းရဲတွေကတော်တော်လေးကိုထိခိုက်နေခဲ့ကြပြီးဒဲကြကုန်ကတမ်းမဲ့အချိန်မှာတော့လင်းရှောင်းရောက်လာခဲ့ပြီးတော့ရေလုံးနဲ့မဟုအကြောင်းပစ်လိုက်ခဲ့ပါတယ်။လင်းရှောင်းကလည်းသူ့ရဲ့ရှောင်းတန်းကိုခေါ်ထားလိုက်ခဲ့ပြီးတော့ရောင်စုံတွေနဲ့ခွင်ပုံစံမလုံးအောင်လို့ချားပုံစံဖြစ်အောင်လှုပ်ထားခဲ့ပြီးရင်တော့တွရဲကလည်းဒီလိုတိုင်းရဲမျိုးတစ်ခါမှမတွေ့ဘူးကြောင်းမင်းနေခဲ့ကခွင်ကနေပြီးတော့ငှက်ဖြစ်ပြောင်းလဲထားကြအောင်ပြောပြခဲ့ပါတယ်။ တွင်ရဲကတော့လင်းဆောင်အဆောင်ရောက်လာခဲ့ပြီးတော့သူ့ရဲ့ကောင်တိုင်ရဲ့အတွင်ကိုယူထားခဲ့တာမလို့သူ့ရဲ့ဆရာပုံစံကိုယူထားခဲ့တာရှက်ဖို့ကောင်းလုံးတယ်လို့ပြောနေရဲကလင်းဆောင်အဆောင်ကနေထွက်သွားပြီဆိုပေမဲ့မင်းတို့လူရဲမမျိုးကိုလုံးဝမထားဘူးလို့ပြောနေရဲကလင်းဆောင်ကလည်းမင်းရဲ့တပံတတ်ခဲ့ရပါပဲမလားလို့မေးခဲ့ပါတယ်။ကိုယ့်ရဲ့ဆရာကိုပြန်ပြီးသူ့ရဲ့လက်ထဲမှာစုမှုတော်ပြီးတော့ကုညီပေးလိုက်ပါလို့ပြောခဲ့ပြီးရဲနာပြူကောင်လေးကိုခေါ်သွားခဲ့ပြီးတော့စုမှုတို့ကတော့ရှယ်ပလန်လေးကိုပြေးနေခဲ့ရပါတယ်။ ။ဆိုမှလည်းဘယ်လောက်ထိပြင်းနေရောမှဆိုပြီးဆက်ပြီးပြေးပြီးတော့တိုက်ခိုက်နေတဲ့အချိန်အတွဲမှာပဲရှောင်းရှိတို့ရှေ့ရရောက်လာပြီးတော့တိုက်ခိုက်ပေးခဲ့ပါရဲ့။နောက်ကလိုက်နေတဲ့ကောင်ကတော့ရှောင်းရှိကိုအရေးချင်းရှိတဲ့သူမလို့သူတို့ရဲ့ကွစ်ရှာကိုင်းနဲ့ဝင်ပါလာလို့ပြောနေခဲ့ပြီးတော့စုမှုတယောက်ကတော့ရောက်လာလို့ငိုပြီးအောင်ခြေသူတင်နေခဲ့ပါရဲ့။စကားများနေကြတော့မှပဲဂေါ်စီလာကောင်နင်းခွဲလိုက်တာကြောင့်တယောက်တနေရစီလွန့်ထပ်သွားခဲ့ကြကဝမ်ကူကိုင်းအကောင်ကလည်းလက်ောက်ကြီးထားခဲ့ပြီးတော့တီမာကြလို့တန်နေအောင်ပြေးခဲ့ပါတယ်။ ၎င်းကစမ်းနေခဲ့ပြီးတော့စုမှုတယောက်ကတော့သူတို့နေရဝေစုခွဲကြမယ်လို့ပြောခဲ့ပြီးရတော့ရှောင်းကြီးကတော့ဒီချိန်မှာဒါရီပြောဖို့အချိန်မဟုတ်ဘူးဆိုပြီးတော့ထားခဲ့လိုက်ပါတယ်။ရှောင်းကြီးကတော့သူရဲ့တက်ခိုင်းမှုပုံစံကဒီကောင်တိုင်းပဲဖြူကောင်ရဲ့အဆူတွေကတရားမှုရှိနေရောမှမဟုတ်ဘဲနဲ့တခုခုလုပ်ရမယ်ဆိုပြီးစဉ်းစားနေတဲ့အချိန်မှာစုမှုလည်းသူ့ရဲ့ဟန်ဝင်နေမောင်းနဲ့စတင်တက်ခိုက်ခဲ့ပါတယ်။ ဒီလိုနဲ့တက်ခိုက်နေခဲ့ပေမဲ့ဟန်ဝေရောရှန်ဝေရောနှစ်ကောင်လုံးကအကျိုးတရားမှုမရှိပဲဖြစ်နေခဲ့တာကြောင့်ရှောင်းကြီးကလည်းနှစ်ကောင်ပေါင်းပြီးတော့တက်ခိုက်ချရအောင်လို့ပြောခဲ့ပါတယ်။ဟန်ဝေနဲ့ရှန်ဝေတို့နှစ်ကောင်ပေါင်းပြီးတော့လှည့်ပတ်နေတဲ့စိုက်ကယ်တစ်ခုဖြစ်အောင်လှည့်ထားခဲ့ပြီးတော့အဲ့ဒီကြားထဲမှာချူကောင်ရဲ့စူရီနဲ့တက်ခိုက်ခဲ့ပေမဲ့စူရီရဲ့ကြားထဲမှာမီတော့စွာရီပါတစ်ခါရေးပါသွားခဲ့တာမလို့ကော်စီလာကောင်လည်းတစ်ကောင်လုံးခေါင်းလုံးမီးတောင်းနေခဲ့ပါတယ်။ ဆောက်ကြီးတို့ကတော့အရင်မဲမပျော်နေအောင်လို့ပြောခဲ့ပြီးရဲ့နောက်မှာတော့သူ့ရဲ့အတိတ်ကစွာဘာလေးပြမယ်ဆိုပြီးတော့တချက်တည်းဟိမ့်လိုက်တဲ့အချိန်မှာတော့ထန်ဝေရောရန်ဝေရောဖြူကောင်ရောပါအားလုံးခေါ်မရဖြစ်သွားခဲ့ပါတယ်။ဒီအကြောက်တရားစွန့်ရင်ကပြန်လည်နှူးထားမှုလွယ်ကူမှာမဟုတ်ကြောင်းပြောခဲ့ပြီးရဲ့နောက်ပြန်ပြီးတော့ထိမ့်သိမ်းရဆွတ်တဲ့စွန့်ရင်ကိုလည်းဖြတ်စည်းလိုက်ပြီးမလို့အားလုံးကိုထိမ့်ချုပ်ခြင်းစကေးပြေပြဲသွားပြီးတော့စာကျုပ်ပါပြက်ပြဲသွားပြီးဖြစ်ကြောင်းပြောခဲ့ပါတယ်။ အကောင်လုံးကိုက်မဲ့အလုံးမှာတော့အထက်ကနေမျက်ခွက်ကိုထိုးပြီးတော့တစ်ချက်လေးချောတော့လောက်ခဲ့ပြီးတေချာကြည့်တော့မှချောင်းရင်ဖြစ်နေခဲ့တဲ့နောက်မှာတော့သူနဲ့အတူတူတိုက်ခိုက်ခဲ့တဲ့လုံနီချမ်းဖြစ်နေခဲ့ပါတပါကကောင်ကလည်းသူ့ရဲ့အိမ်မွေးတာရဲကိုဒီလိုတစ်ချက်တည်းနဲ့အနံ့ယူလိုက်တာကြောင့်တော်တော်လေးကိုလမ်းပြန်နေခဲ့ပြီးတော့သူ့ရဲ့ဧကရေတာရဲအစင်ကြီးရဲ့နှကားကိုပါပြန်လည်ဆင့်ခေါ်ထားခဲ့ပြီးတော့စုမှုလည်းဒီလိုတန်ငယ်ချင်းမျိုးရှိနေရလားဆိုပြီးပါကြောင့်မပြောရလေဆိုပြီးတော့မေးနေခဲ့ပါတယ် ဆောင်ကြီးကလည်းသူအခက်အခဲဖြစ်နေတဲ့အချိန်လာရောက်ကူညီပေးမယ်လို့လုံအောင်မထင်သားခဲ့ဘူးလို့ပြောနေရဲကရန်သူတွေကလည်းမိတ်ဆွေတွေဖြစ်သွားခဲ့ပြီးတော့ပြောလိုက်ပါသေးတယ်။လုံနီချမ်းကတော့သူကူညီတာမျိုးမဟုတ်ဘဲနဲ့လမ်းကြောင်တွေ့လို့ဝင်ကူတာဖြစ်ကြောင်းပြောပြခဲ့ကမိခြင်းပေါ်မှာတခုခုရှိနေမှန်းသိလို့ကြည့်လိုက်တဲ့အချိန်မှာစွန်လာကောင်ကြကြင်ခဲ့တဲ့လက်ကောက်ဝေးကိုရသွားခဲ့ပါတယ်။ တပတ်မှာတော့ကြောက်ပိုင်းကတော့အတီးခံနေရလို့နမေခေါ်များဖြစ်နေခဲ့ပြီးတော့အမားရွေလည်းခေါ်လာခဲ့ပြီးနိုးနေတဲ့အချိန်မှာတော့အသေးတန်ကိုပြန်တိုက်ခိုက်မယ်လို့နေတဲ့အချိန်မှာတပတ်ကကောင်းလေတူတက်ခိုက်သမျှတွေမှာမင်းရဲ့ပန္နာအတမာလုံးမယ်လို့ပြောခဲ့ပါတယ်။အမားရွေကတော့အချိန်ကြာကြာတောက်မခံထားနိုင်ဘူးလို့ပြောနေခဲ့ပေမဲ့လက်ကကိုပဲပေးလိုက်ပါလို့ပြောနေခဲ့ကကြောက်ပိုင်းကလည်းလက်ကကိုပြေးတိလိုက်တဲ့အချိန်ပြန်ကားထားခဲ့ပါတယ်။ ။ကြပိုင်ကတော့ကေတန်ကေရန်တွေလိုက်ထိုးနေကြတာကြောင့်တခြားမှမထီပဲနဲ့သူရဲ့မျက်ခွက်ကိုပဲထိုးခံလိုက်ရကကြပိတလဲထိုက်နေခဲ့ပါရဲ့။ဒီလိုနဲ့ကျတော့ကောင်းမရေးပန်နာပဲလို့ပြောခဲ့ပြီးတော့အမရေးလည်းဒီတိုင်းသာဆက်သွားနေရင်တော့တန်ရပဲရမှာလုံးဝမနိုင်တော့မှဖြစ်ကြောင်းပြောခဲ့ပြီးနားမထောင်ပဲထွက်သွားခဲ့တဲ့လင်းဆောင်ကလည်းထိန်ချုပ်တိုင်းမီကိုပြောနေခဲ့ပါရဲ့။ မအေးကလည်းတိကျပြန်စင်းစားလိုက်ချိန်မှာဒီလိုနောက်မှပဲနေရင်တော့ခရရလူတွေနဲ့သူအမြဲတမ်းနောက်မှပဲနေခဲ့ပြီးဟင်းဆက်ကြွေနေကပြန်လာတဲ့အချိန်မှာလည်းသူကိုယ်တိုင်ပဲဟင်းဆက်ပြီးကြွေပြီးတော့ပျော်စရာကြီးပဲဖန်နေပေးခဲ့ရမလို့တာမာမှုအတွက်ကိုရွေးချယ်ရမယ်ဆိုပြီးတော့စင်စားဆုံးပြလိုက်ပါတယ်။အမရွေးကလည်းစပိုင်ရဲ့မျက်နှာကိုကင်ထားခဲ့ပြီးရင်တော့တိကျနာထောင်ခိုင်းလိုက်ကဒီတိုင်းသာဆက်သွားနိုင်မယ်ဆိုရင်တော့နှစ်ယောက်လုံးတည်နိုင်တာမလို့သူပြောတဲ့အတိုင်းလေးလိုက်လို့ပါဆိုပြီးတော့တောင်းတမှန်မှန်နဲ့ပြောလိုက်ပါတယ်။ အမိုင်းရင်းနဲ့ကြပိုင်တို့လည်းသူတို့ရဲ့လှူရှာမှုအားလုံးပေါင်းစည်းလိုက်ခဲ့ပြီးတော့ချောင်းနိုင်ကိုတက်ခိုက်ခဲ့ကြပေမဲ့ချောင်းကြီးကလည်းတန်လဲခဲ့ထားပြီးတော့ဒေတာပဲပါတယ်။ကွဲထုတ်လိုက်ခဲ့ပြီးရဲ့နောက်မမြင်ရလောက်အလင်းနဲ့နေချလိုက်ခဲ့ပြီးရဲ့အချိန်မှာတော့အားလုံးအပေါက်တိတ်တိုင်သွားတဲ့အတွက်ကြောင့်မလို့တပတ်ကောင်တော့သူ့စီကပန်နာတိုင်ရဲ့အသွင်ပြောင်းမလိုက်ပြီးရဲ့နောက်ချောင်းနဲ့ပြေကန်ပြေးလိုက်ပါတယ်။